စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတရားမဝင်တူယောင်ရွေးကောက်ပွဲဆက်ကျင်ရေးဆိုင်ရာဥပဒေတရက်ကိုမွန်ပြည်ဖက်ဒရယ်ကောင်စီ NSSC ကရေးဆွဲပြီးတော့ထုတ်ပြန်ကြေညာလိုက်ပါတယ်။ဆရာနာရှင်စနစ်တည်မြဲဖို့အတွက်ကျင်းပတဲ့ရွေးကောက်ပွဲအကြိုကာလကျင်းပစဉ်နဲ့ရွေးကောက်ပွဲအလွန်ကာလ၃ပါးစလုံးကိုဆက်ကျင်ဖို့တရားမဝင်ရွေးကောက်ပွဲကိုပြည်သူကိုအတိပေးဖို့နဲ့ရွေးကောက်ပွဲကိုဦးစီးပြုလုပ်သူတွေပူးပေါင်းပါဝင်သူတွေအားပေးကူညီသူတွေကိုအေးအေးယူနိုင်ဖို့ရည်ရွယ်တယ်လို့ဥပဒေမှာဖော်ပြထားပါတယ်။ အပြစ်ပေးအေးအေးယူတာပါဝင်ပြည်သူများရဲ့အဲဘူးပေါင်းဆောင်ရွက်မှုနဲ့တကွပေါ့နော်ကျမတို့နဲ့အတူလှုပ်ဆောင်มาသွားမယ်ဆိုလို့ရှိရင်တော့အာဒီအဖွဲ့အစည်းတစ်ခုမှားနေတာကို ကျမတို့အတိုင်းအတာတစ်ခုအထိအကောင်းဆုံးဟောဟာသွားသွားနိုင်မယ်လို့ကျမတို့မျှော်လင့်ပါတယ် မှားနေတာကိုဟိုမှားတာထောက်ပြပြီးမှ အာတားစီးနိုင်တဲ့အဲဟဲ့မတားနေကျမတို့ရဲ့လူခွေရေးကျမတို့ရဲ့အခွေရေးဟေးအသက်ကျမတို့လှုပ်ဆောင်အောင်နေတာဖြစ်တယ်အခုလိုတော်လိုင်းရေးကာလမှာဥပဒေအတိုင်းတရားစီရင်ရေးလုပ်တဲ့အခါခက်ခဲကြုံနိုင်ပေမဲ့လူများလက်ခံနိုင်တဲ့အမှန်တရားကိုမဖြစ်မနေပေါ်ထုတ်ရမှာဖြစ်တယ်လို့ဒူမကဆက်ပြောပါရယ်ဥပဒေထဲမှာစေုပ်စုကျင်းပမဲ့ရွေးကောက်ပွဲကိုမော်ဘီနယ်အတွင်းဖြစ်စေ မွန်ဂိုစားပြုဖြစ်စေကိုစလေလောင်းအဖြစ်မှတ်ပုံတင်ပြီးတော့အရွေးခံရှင်ပြိုင်ချင်းအများပြည်သူတို့မဟုတ်ပြည်သူတူကိုစာနဲ့နှုတ်နဲ့ဖြစ်စေမိတ်ပေးတာစီယုံနှုတ်ဆော်တာချင်းချောက်ကြက်ကင်တာပြမြောင်ရည်အတွက်အားပေးကူညီတာတွေမပြုလို့ရဘူးဆိုတဲ့အချက်တွေအပါအဝင်15ချက်ကိုတားမြစ်ထားပါတယ်။ဒီတားမြစ်ချက်တွေကိုမလိုက်နာဘူးဆိုရင်တော့ငွေတန်တွေအပါအဝင်ထောင်ဒဏ်တစ်နှစ်ကနေအများဆုံး9နှစ်အထိချမှတ်နိုင်တဲ့ဥပဒေနဲ့အရေးယူနိုင်တယ်လို့យေတာထားပါတယ်။ အခုထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့မော်မီနယ်အတွင်းမှာဝင်ရောက်ရှင်ပြန်ကြမဲ့နိုင်ငံရေးပါတီ၃ခုထံမင်းကိုဗေးမြန်ခဲ့ပေမဲ့ပြန်လည်ဖြူဆိုတာမျိုးမရှိပါဘူး။မော်ရင်အားစုတွေဘက်ကတော့ဒီလိုတိကျတဲ့တို့ရောင်ရွက်ကပွဲပေါ်မှာသဘောထားတစ်ခုရှိရဲဆိုတော့ပြလိုက်နိုင်တယ်လို့မြင်နေပေါ့နော်။ကောင်တယ်ပေါ်တဲ့နေရာမှာတော့ကန့်သက်တွေရှိနိုင်မယ်။ဒါပေမဲ့ကန့်သက်တွေကနိုင်ငံထိန်းချုပ်နိုင်မှုတွေအချိန်တွေပေါ်မှာလည်းအများကြီးမူတည်သွားနိုင်မယ်လို့ထင်ပါတယ်။ တော်လေးပေါ်မှာမျောလင့်ချက်အများကြီးမရှိဘူးဒီချင်းတွေကပြောင်းလဲနိုင်မှာမဟုတ်ဘူးဆိုပြီးတွေးပြီးတော့ကြန့်ခိုင်ရတော့မဲမပြီးချင်းဘူးအဲ့ဒီစား AMBIA ပိုကောင်းတယ်လို့မြင်တဲ့လူတယောက်ချင်းစီအမြင်မှာတော့ကျွန်တော်တို့ ਨੇ မတူညီတဲ့အမြင်တွေရှိနိုင်တယ်ဆေးရနာရှင်ကိုစန့်ကျင်တဲ့မလူလူအတွက်ဆိုရင်ဒါအပြေဝထောက်ခံကြမဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပေမဲ့ဒီဆေးရနာရှင်စန့်ကျင်ရေကိုအရန်အားမတန်ဘူးတခြားသောရှုထောင့်နေတွေ့ရလူတွေအတွက်ဆိုလို့ရှိရင်အကျိုးသက်ရောက်မှာလည်းမတူညီနိုင်ပြန်ဘူးပေါ့နော်မော်မီနေဟာစစ်ကောင်စီထိန်းချုပ်မှုအားကောင်းတဲ့နေမြေဖြစ်ပြီးစစ်တပ်ကျင်းပမဲ့ရေကောက်ပွဲမှာနိုင်ငံရေးပါတီ၉ခုကဝင်ရောက်ရှင်ပြိုင်တွားဖို့ရှိနေပါတယ်။ ်လက်ရှိမှာတော့မွန်ပြည်ဖက်ဒရယ်ကောင်စီလက်အောက်ခံတပ်တွေကစစ်အုပ်စုကျင်းပမဲ့ရွေးကောက်ပွဲမှာပါဝင်ပတ်သက်နေသူတို့ချို့ကိုဖမ်းဆီးထားတာမျိုးရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့ကောင်စီဘက်ကတော့သုံးလျာထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။